မင်္ဂလာပါခင်ဗျာဒီကနေ့တော့ One Championship မှာထိုးသက်နေတဲ့မြန်မာ Fighter တချို့အကြောင်းဒီတစ်ပတ်တင်းငွေတွေနဲ့မနက်ပိုင်းမှာကျင်းပမဲ့ UFC 315ပြိုင်ပွဲအကြောင်းနဲ့ One Championship ကအမေရိကစေကွက်နဲ့ပတ်သက်လို့ခြေလှမ်းတွေနောက်ဆုတ်လာတဲ့ဆိုတဲ့သုံးသက်ချက်တချို့ကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြေတမျာခင်ဗျာပထမဆုံးအနေနဲ့စိတ်လုံးကြောနောက်ပွဲရောက်သွားတဲ့အကြောင်းအရာလေးကိုတင်ဆက်ချင်ပါတယ် ဒီကြောင့်ရာကိုမတင်ဆက်ခင်ကာယကရှင်ဖိုက်တာကိုတိုင်ကသူ့ရဲ့ပထမပွဲထိုးသက်ခဲ့ရတဲ့အနေထားနဲ့ပတ်သက်လို့ပြည်သက်တွေကိုအပြေးဝပြန်လဲရှင်းပြလိုက်ပါတယ်ဒီကြောင့်ရာကိုကျွန်တော်ကိုတိုင်နဲ့သူ့ရဲ့ status ကို Facebook ပေါ်မှာတိုက်ရိုက်ပြန် share ခဲ့ပြီးပါပြီဘာဖြစ်လို့လဲဆိုတော့ဘလို့ပုံစံမျိုးနဲ့ပွဲလက်ခံထိုးခဲ့ရတဲ့ဆိုတဲ့အကြောင်းအရာကိုပြည်သက်တွေကိုဂါဂနာနာသိရှိနားလည်စေခြင်းလို့ဖြစ်ပါတယ် စိန်လောကျော်ကိုတိုင်းက Rosesan နဲ့ပွဲကိုဘလို့ပုံစံမျိုးနဲ့ပါဝင်ထွက်သက်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုအခုလိုပဲ state တက်တင်သွားခဲ့ပါတယ်။ဂျိန်ဘွေးရဲ့နှီးမှတီးခွင်ရလို့ပြင်ဆင်ချိန်နေပါခဲ့ပါတယ်။ရတဲ့အချိန်လေးမှာတော့တော်လေးကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အကောင်းဆုံးရလက်ဖြစ်အောင်မစွမ်းဆောင်နိုင်ခဲ့လို့ပြည်သက်တွေအားလုံးကိုတောင်းပန်ပါတယ်။ဝဲဝဲတဲ့အချိန်မှမလေးကျင်မဲဘာလို့နေခဲ့လဲလို့မေးလာခဲ့ရင်ကျွန်တော်လေးကျင်ခဲ့ပါတယ်။ ဒလပိုင်းအစားလောက်ကနေသုံးလပိုင်းအကုန်လောက်ထိလေ့ကျင့်မှုတွေပုံမှန်လှုပ်ဆောင်ခဲ့တာပါအဲ့ဒီအချိန်ထိကျွန်တော်ရှင်ပြိုင်မှုချိတ်ဆက်ထားတဲ့ပြည်တွင်းပွဲတွေရောပြည်ပပွဲစဉ်တွေအားလုံးကအကြောင်းမျိုးမျိုးကြောင့်ပြက်ခဲရတာလေးပွဲလောက်ထိရှိလာတော့လက်ဝိတ်ထိုးခြင်းစိတ်မရှိတော့တဲ့အထိစိတ်သက်ကြပြီးလက်ဝိတ်ထိန်းနာအလုတ်ကိုတောင်ရက်၂၀ကျော်လောက်အထိဝင်လုဖြစ်ခဲ့ပါတယ်ပြိုင်ပွဲနာနီမှပြန်လေ့ကျင့်တော့မှန်းထားသလောက်မစွမ်းဆောင်နိုင်ခဲ့ပါဘူး အဓိကအတို့ကျုံးနဲ့လိုရင်းပြောရရင်လက်ဝဲသမားကောင်းဘရိုစစ်စစ်တယောက်ဖြစ်ချင်ရင်လေ့ကျင့်မှုတစ်ခုကလွဲရင်ကျန်တာတွေအားလုံးအားဆိုင်လို့မရဘူးဆိုတဲ့ဆောင်းပုတ်ကိုမလိုက်နာမကျင့်သုံးနိုင်ခဲ့တဲ့ကျွန်တော်မှာပဲအပြည့်ရှိပါတယ်။အားပေးကြတဲ့ပြည်သက်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ။ဘရိုလက်ဝဲသမားပီတာအောင်ကျွန်တော်စ조사ပါအောင်မယ်ဆိုပြီးရေးသားသွားခဲ့ပါတယ်။ဒါကတော့စိတ်လုံးကြောရဲ့ပြန်လည်ဖြည့်ရှင်းချက်ဖြစ်ပါတယ်။ အကြောင်းအရာတော်တော်များများကိုကျွန်တော်ကဒီပွဲမတိုင်ခင်ကတည်းကတင်ဆက်ခဲ့ပြီးသားဖြစ်လို့ပြည်သက်တွေလည်းနားလည်ကြောက်ပါပြီ။ဒီလိုပြန်ပြီးတင်ဆက်ပြခဲ့ရတာကကျွန်တော်တင်ဆက်ခဲ့တဲ့အကြောင်းအရာတွေကလွဲချော်မှုသိပ်ပြီးမရှိဘူးဆိုတာသိစေချင်တာရဲ့ကာယကံရှင်ကစားသမားရဲ့စိတ်သက်လေးကဒီလိုပုံစံမျိုးဆိုတာနားလည်စေချင်တဲ့အတွက်ပြန်ပြီးဖောက်သည်ချတာပါ။ ကျောင်းရကိုပြန်ပြီးတင်ဆက်ရရင်တော့စိတ်လုံးကြောပွဲပြီးသုံးသက်ချက်ထုတ်ခဲ့တုန်းကတကယ်လို့များ promotion ဘက်ကသူ့ကိုနောက်တစ်ပွဲထပ်ပြီးကမ်းလှမ်းပေးမယ်ဆိုရင်စိတ်လုံးကြောအနေနဲ့ short notice နဲ့ပွဲလက်ခံထိုးပေးတာလုံးဝမှားယွင်းတဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးဆိုပြီးသုံးသက်ခဲ့ပါတယ်။ခုတော့သူ့ရဲ့ manager ဖြစ်သူကိုယ်တိုင်ကစိတ်လုံးကြောနောက်ပွဲရတဲ့အကြောင်းတီးပြလိုက်ပါပြီ။ဒီနေ့ကကိုဖြိုးဝေတင်ခဲ့တဲ့ state တက်ကိုကြည့်ရင်စိတ်လုံးကြောနောက်ပွဲရထားတယ်ဆိုတာသိကြပါတယ်။ ဘယ်နေ့ဘယ်အချိန်မှာဘယ်လိုပြန်ပြနဲ့ထိုးရမလဲဆိုတာကိုပဲစောင့်ကြည့်သွားရတော့မှာပါဒီညမှာထပ်ပြီးပြောချင်တာလေးတစ်ခုကစိန်လုံးကျောရဲ့ခင်းချင်းပုံစံမျိုးနဲ့နောက်ပွဲထက်ရတယ်ဆိုရင်အသိပြီးတော့လွယ်ကူမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ promotion ဘက်ကဒုတိယမြောက်ခွင့်ရေးပေးတဲ့အနေထားမှာစာမေးပွဲကိုပို့ပြီးကြက်တက်ပါတယ်။ဒါကြောင့်မို့စိန်လုံးကျောအနေနဲ့ပိုကောင်းတဲ့ပြင်ဆင်မှုတွေပို့ပြီးလေးနက်တဲ့အာရုံစူးစိုက်မှုတွေနဲ့ချင်းကပ်ဖို့လိုတယ်ဆိုတာတော့စေတနာနဲ့သတိပေးထားပါရစေခင်ဗျာ။ ဆက်လက်ပြောပြခြင်းနဲ့အကြောင်းအရာကဘရိုနီကာကိုအနိုင်ယူပြီးဒေါ်လာသသိန်းတန်စာချုပ်ကြီးရယူဖို့ပြင်မှတ်ထားနေတဲ့ဆိုတဲ့ဂျူနီယာဖက်ဒက်ရဲ့ပြောဆိုချက်တွေဖြစ်ပါတယ်ဂျူနီယာဖက်ဒက်နဲ့ဘရိုနီကာတို့ဟာဒီတစ်ပတ်တောက်ကြနေ့ညပိုင်းမှာချင်းပါမယ်135107ပြိုင်ပွဲမှာရှင်ပြိုင်ထိုးသက်ကြတော့မှာဖြစ်ပါတယ်။ဒီတွေ့ဆိုင် ပေါ်ပေါက်လာကြတဲ့ကအခင်းချင်းကဘလို့ပုံစံမျိုးလဲဆိုတာကျွန်တော်ပြောပြခဲ့ပြီးပါပြီ။အခုပွဲထိုးချိန်နီကက်လာပြန်ပြီမို့နောက်တစ်ချိန်ထပ်ပြီးအနည်းချုပ်ပြောခြင်းသေးပါတယ်။ ရော်နီကာဟာဝမ်ချမ်ပီယံရှစ်ကမျှော်လင့်ချက်အပြည့်နဲ့ခေါ်ယူခဲ့တဲ့ဖိုက်တာဖြစ်ပါတယ်။ဒနီဆိုရရင်အောင်လိုက်အဆန်ခစ်အလွန်မှာမြန်မာဖန်တွေကိုထိန်းထားနိုင်လောက်တဲ့ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ခေါ်ယူခဲ့တာပါ။ဒါကြောင့်မို့ promotion ဘက်ကသူမကို125ပြန်ပွဲတွေမဟုတ်ဘဲစာချုပ်ကြီးတမ်းပြီးကန်လှမ်းခဲ့တာဖြစ်ပါတယ်။အဲဒီလိုစာချုပ်ကြီးကန်လှမ်းခဲ့သည့်တိုင်အောင်တက်ပြီးတဲ့ပြိုင်ဘက်တွေကတော့125ပြန်ပွဲတွေမှာပါဝင်ထိုးတက်နေတဲ့ပြိုင်ပွဲမျိုးတွေဖြစ်ပါတယ်။ ဒါကလည်းအကြောင်းရင်းကခိုင်ခိုင်မာမာရှိပါတယ်။ပွဲဝင်နေတဲ့ Bronica အတွေ့နိုင်ပွဲတွေနဲ့ return ကောင်းတစ်ခုကိုတိဆောက်စေချင်တာပါ။ပြီးမှ promotion ဘက်ကဆက်ပြီးမြေထောင်မြောက်ပေးခြင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ Bronica ဟာဖွံ့ဖွဲတုန်းကမထက်မပဲရှုံးနေသွားပြန်တော့ promotion ဘက်ကနောက်ထပ်ပုံစံတစ်မျိုးနဲ့ထပ်ပြီးချင်းကပ်ရပြန်ပါတယ်။ဒီကချင်းကတဲ့အနေထားမှာတော့ပြိုင်ဘက်က Francisca Bidwa လောက်တော့ body disorder ပုံမှန်အကောင်းနေသူမဟုတ်ပါဘူး။ ို့တော့ record မှတ်တမ်းပိုင်းမှာတော့ Francisca Biva ထက်ပိုပြီးကောင်းပါတယ်တနည်းဆိုရရင် record ပိုင်းထဲခန္ဓာကိုယ်ပိုင်းအသာစီးရအောင် Bronica ကို ဖန်နီးပေးလိုက်တယ်လို့ပဲဆိုကြည့်ကြပါတယ်။ Junior Feder ကခုမှဆက်ကျော်သက်ပဲရှိသေးတဲ့လူငယ် fighter ပါ။တော်တော် Feder ကိုစားပြု fighter ဖြစ်ပြီး155ပြိုင်ပွဲမှာစုစုပေါင်း9ပွဲ9ပွဲအထိရယူထားပြီးပါပြီ။ အဲ့ဒီခုနှစ်ပွဲမှာဘွဲသိမ်းရလနဲ့အနိုင်ရခဲ့တဲ့ဘွဲကတပွဲသာရှိခဲ့ပြီးစုပေါင်း6ပွဲမှာတော့တိုင်အဆုံးဖြတ်တွေခံယူပြီးမှအနိုင်ရခဲ့တာပါဒီမှတ်တမ်းကဘာကိုပြနေလဲဆိုတော့ Junior Fedder ဟာနိုင်ပွဲဆက်နေပေမဲ့ပွဲသိမ်းနိုင်လောက်တဲ့ power မျိုးပိုင်ဆိုင်ထားခြင်းမရှိဘူးဆိုတာပါ။သူမရဲ့ body disorder ကလည်းအရန်ကိုသေးတော့အဲ့လို power မျိုးထွက်လာဖို့အတော်စူးစမ်းယူရအောင်မဲ့ထင်ပါတယ်။သို့တော့ကိုယ်ကရှင်ကိုယ်တိုင်ကတော့အဲ့ဒီ power မျိုးပိုင်ဆိုင်ဖို့အစွမ်းကုန်စူးစမ်းပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ ရော်နီကာကိုတိုင်ကတော့ဒီပွဲမှာပါဝင်ထိုးသက်ဖို့အတွက်မနေ့ကပဲဘန်ကောက်ကို ရောက်ရှိလာခဲ့ပါပြီ။ပထမပွဲတုန်းကထိုးသက်ခဲ့တဲ့အနေအထားမှာသူမအားနည်းတဲ့ပိုင်းတွေကိုပြန်လည်ပြင်ဆင်ထားတယ်လို့လည်းယုံကြည်ရပါတယ်။အထူးသဖြင့်တက်လုံပိုင်းမှာတိတိတာတာကြီးကျသွားတဲ့အတွက် strength and conditioning ပိုင်းတွေကိုပိုပြီးအသားပိတ်လှုပ်ဆောင်ထားတယ်လို့သိရပါတယ်။အချိန်ထဲမှာတိုက်ကမွေထိုင်းတထေးကိုတိုင်ကဒီပွဲနဲ့ပတ်သက်ပြီး do or die ဆိုပြီး state တက်ရေးထားတာတွေ့ရပါတယ်။ ဒါကဒီပွဲရဲ့အတိတ်ပဲကိုဖော်ပြတယ်လို့ကျွန်တော်ကကောက်ချက်ချကြည့်ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ဝမ်ချမ်ပီယံရှစ်ကဘရိုနီကာကိုမျောလင့်ထားတဲ့အနေအထားမှာဒီပွဲမှာအနိုင်မရရင်သူမပေါ်ထားတဲ့အထင်ကြီးလေးစားမှုတွေကလုံးဝကိုကျဆင်းသွားမှာပါဘရိုနီကာအနေနဲ့လဲဒီလိုဝါကလက်အဆင့်ရှိတဲ့ပရိုမိုးရှင်းမျိုးမှာရှင်သန်နိုင်ဖို့ဆိုရင်ဒီပွဲမှာမဖြစ်မနေရလက်ကောင်းယူပြဖို့လိုပါတယ်ဒါကမွေထိုင်းတရစ်တင်ထားသလိုဒီပွဲကသူမအတွက် do or die မဲလို့တောင်းပြောလိုက်ခြင်းပါတယ် ။ပြိုင်မဲ့ဂျူနီယာဖက်တက်ကတော့ဘရိုနီကာကိုအနိုင်ယူပြီးဒေါ်လာ3သိန်းနဲ့စာချုပ်ကြီးဆွခုဖို့ပြင်မှတ်ထားနေတဲ့ဆိုတဲ့အကြောင်းကိုအခုလိုပွဲကြိုမှာဖွင့်ဟလိုက်ပါပြီ။ကျမအမြင်မှာတော့ဘရိုနီကာရဲ့အသားချက်ကခန္ဓာရင်မြင်မှာတာအပတဲ့လက်သီးချက်တွေထုတ်သုံးနိုင်တာနဲ့တရောင်ရိုက်ချက်တွေပါပဲ။ဒါပေမဲ့ Francis ကဘီရာနဲ့ပွဲတုန်းကဒုတိယအချီတတိယအချီတွေမှာလှုပ်ရှားပုံနှိမ့်သွားတယ်လို့မြင်ပါတယ်။ ဒီချိန်မျိုးတွေမှာကိုယ့်ရဲ့လှင်မြန်မှုနဲ့ fight angle ကိုသုံးပြီးခွင့်ရရှားယူရမှာပါဒီပွဲကကျမဘွားရဲ့အရေးပါဆုံးသောပွဲတွေကတပွဲပါပဲလွဲကူမာလည်းမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူမကအသက်လဲပိုကြီးတယ်အတွေ့အကြုံများတဲ့အပြင်ပြိုင်ဘက်ကောင်းတွေနဲ့ဆက်တိုက်ထိုးသက်ထားရသူပါတို့ပေမဲ့ဒီပွဲအနိုင်ရလိုက်မယ်ဆိုရင်ကျမရဲ့ level ကလည်းနောက်တစ်ဆင့်လှမ်းနေပြီဆိုတာပြသလိုက်သလိုဖြစ်သွားပါမယ် ဒီပွဲအဓိကရည်ရွယ်ချက်ကအနိုင်ရဖို့ပါပဲ1 lubini လို့အဆင့်ပြိုင်ပွဲမျိုးမှာရှစ်ပွဲဆက်တိုက်အနိုင်ရဖို့ဆိုတာအတော်စိန်ခေါ်မှုကြီးတာပါအထူးသဖြင့် mainly fighter တယောက်အတွက်ပေါ့ bronica လို့စာချုပ်ကြီးရထားတဲ့ပြိုင်ပွဲမျိုးကအနိုင်ရမယ်ဆိုရင်ကျမလည်းဒေါ်လာတသိန်းနဲ့စာချုပ်နဲ့ထိုက်တန်နေဆိုတာပြသလိုက်တယ်လို့ဖြစ်သွားမယ်ဆိုတာယုံကြည်ပါတယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ် ီပွဲဟာရှေ့လာမဲ့တောက်ကြနေညပိုင်းမှာကျင်းပမဲ့135 107ပြိုင်ပွဲမှာပါဝင်လာမှာဖြစ်ပါတယ်။ကိုမိန်ပွဲအဖြစ်ထုတ်တတ်ကြမှာဖြစ်လို့မြန်မာပြည်ကစောင့်ကြည့်ကြမဲ့ပြည်သက်တွေအနေနဲ့နည်းနည်းလေးညံ့နေပြီးမှကြီးရှူရပွဲရှိတယ်လို့လဲကြိုပြီးပြောထားပါရစေခင်ဗျာ။ဆက်လက်ပြီးပြောပြခြင်းနဲ့အကြောင်းအရာကစိန်လုံးကျောက်ပါဝင်ထွက်သက်ခဲ့တဲ့135 106ပြိုင်ပွဲတုန်းကလုတ်ပွဲတန်ရပွဲတပွဲပေါ်ပေါက်ခဲ့တဲ့ဆိုတဲ့သတင်းအကြောင်းအရာပါ။ ဒီသတင်းနဲ့ပတ်သက်လို့ Facebook ပေါ်မှာတော့တင်ဆက်ထားပြီးပါပြီ။သို့တော့ YouTube ကပြည်သက်တွေကိုမပြောပြရသေးသလိုဘလို့ပုံစံမျိုးနဲ့ဖြစ်ခဲ့တဲ့ဆိုတဲ့အကြောင်းအရာကိုလည်းအသေးစိတ်ပုံစံမျိုးနဲ့ပြောပြခြင်းလို့ထပ်ပြီးတင်ဆက်တာဖြစ်ပါတယ်။ပြည်သက်များခင်ဗျာအဲ့ဒီလပွဲတန်ရပေါ်ပေါက်ခဲ့တဲ့တွဲဆိုင်ကချာလက်တန်နဲ့ဆူဆက်တို့ပွဲမှာဖြစ်ပါတယ်။စိန်လုံးကျော်ပွဲပြီးမှထိုးတဲ့ Asian Time Fighter နှစ်ယောက်ထိတ်တိုက်တွေ့တဲ့ပွဲမျိုးမှာပေါ်ပေါက်ခဲ့တာပါ။ ထပ်ပြီးပြောရရင်ဝမ်ချမြင်ရှစ်မှာလုပ်ပွဲတန်းရတော်တော်များများပေါ်ပေါက်ခဲတိုင်း Asian Time Fighter တွေထိတ်တိုက်တွေ့တဲ့ပွဲတွေချီးပါပဲအခုလဲအဲ့လိုပုံစံမျိုးနဲ့စတင်ခဲ့တာပါပွဲအခင်းချင်းကိုပြန်ပြီးပြောရရင်တန်းစင်းနဲ့တိုင်းစော်ကျော်ပြီးရဲ့ဦးထိုင်းတို့ပွဲတုန်းကအခင်းချင်းနဲ့ပုံစံတူပါပဲချလက်တမ်ဟာပြိုင်ပွဲရဲ့ခြေကန်ချက်တွေစက်တိုက်ခံရပြီးပထမအချီနဲ့အရှုံးပေးသွားပါတယ် အဲ့ဒီအနေထားမှာပြိုင်ပွဲတာဝန်ရှိသူတွေကလောကအယုံကြည်မရှိဘဲပွဲပြီးတာနဲ့ချလက်တန်တီကိုခေါ်ပြီးခေါ်ယူစစ်ဆေးခဲ့ပါတယ်။ဒါအပြင်ကစားသမားရဲ့ဖုန်းကိုပါယူပြီးစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီချိန်ကတော့ဒရစ်နေကအဲ့လောက်နဲ့ပဲရက်တန်ခဲ့တာပါ။လောပွဲအထမြောက်တဲ့မမြောက်ဘူးဆိုတာဘယ်သူကမှသိရှိခဲ့တာမဟုတ်ပါဘူး။သို့တော်လည်းလူမီနီအကြီးကဲဗိုလ်ချုပ်ဟောင်းကြီးကိုတိုင်ကအဲ့ဒီပွဲနဲ့ပတ်သက်ပြီးထုတ်ပေါ်ပြောဆိုလာချိန်မှာတော့လုပ်ပွဲတန်ရဆိုတာအတီးပြူနိုင်ခဲ့ပါတယ် တစ်ချိန်ထဲမှာဘိုးချုပ်ဟောင်းကြီးကချက်လက်တန်းကိုရာသက်ပံပွဲပယ်လိုက်ပြီးဆိုတဲ့အကြောင်းတီးပြူလိုက်ပါတယ်။ဒါအပြင်အဲ့ဒီဂျင်းကဖိုက်တာတွေအနေနဲ့ဒါမျိုးတန်ရရှိပွဲပွဲတွေထပ်ပြီးတွေ့ရအောင်မယ်ဆိုရင်တော့ဂျင်းတစ်ခုလုံးကိုရာသက်ပံပိတ်ပင်သွားမယ်ဆိုတဲ့အကြောင်းကိုလည်း3ပေပြောဆိုသွားခဲ့ပါတယ်။မြေတက်များခင်ဗျာအဲ့ဒီလပွဲတန်ရနဲ့ပတ်သက်လို့ဖြစ်စဉ်ကဒီလိုပါအဲ့ဒီဖိုက်တာရဲ့ဂျင်းပိုင်ချင်းဖြစ်သူက public မှာတော့သူ့ဖိုက်တာဘက်ကနေဘက်တောင်းကနန်းလောင်းပြခဲ့ပါတယ် တိုးတော့ကလကနောက်ွယ်မှာတော့အခြားတစ်ဖက်ကနေတဆင်ပြိုင်ဘက်ဖိုက်တာဘက်ကနေပက်တန်ကနန်အထိလောင်ကြီးထက်ခဲ့တာလို့ဆိုပါတယ်အဲ့ဒီပုံစံမျိုးနဲ့ကွင်းတွေကအခင်းကျင်းတွေကတနေ့ဖြစ်လာချိန်မှာတော့ပြိုင်ပွဲတာဝန်ရှိသူတွေကခေါ်ပြီးစစ်ဆေးခဲ့တာပါလုပ်ပွဲကအဲ့ဒီလိုပုံစံမျိုးနဲ့တနေ့ဖြစ်ခံခဲ့ရတာဖြစ်ပါတယ်လုပ်ပွဲဆွဆွဲခံရသူ Challenger ဆိုရင်ဒီပွဲမတိုင်ခင်က135ပြိုင်ပွဲမှာစုစုပေါင်း၃ပွဲအထိပါဝင်ထိုးသက်ခဲ့သူပါ အဲ့ဒီသုံးပွဲမှာနှစ်ပွဲနိုင်တစ်ပွဲရှုံးရလက်ပိုင်ဆိုင်ခဲ့ပါတယ်။အနိုင်ရခဲ့တဲ့နှစ်ပွဲကလည်း TKO ရလက်တွေနဲ့ဖြစ်တဲ့အပြင်ဘောနပ်စုတွေပါဆွတ်ခူးခဲ့သေးတာပါ။ဘောနပ်စုနှစ်ကြိမ်တိတိဆွတ်ခူးထားတဲ့ Fighter မျိုးတောင်အခုလိုပုံစံမျိုးပေါ်ပေါက်ထားတာဖြစ်ပါတယ်။ဒါကြောင့်မို့ promotion ဘက်ကသူတို့တွဲဆိုင်တွေကိုစောင့်ကြည့်တဲ့အနေအထားမှာပြင်ပလောင်းကစားပေါက်ကြည့်အနေအထားနဲ့ကိုယ်နဲ့ကအနေအထားတွေကဘယ်လိုပုံစံမျိုးလဲဆိုတာနှိုင်းယှဉ်ပြီးလုပ်ပွဲတန်ရဟုံးဟုံးဆိုတဲ့ပုံစံမျိုးတွေနဲ့စောင့်ကြည့်ကဲခတ်တာဖြစ်ပါတယ်။ ဒါကတော့ဘုသူဒအနေနဲ့ကျွန်တော်ရဲ့ YouTube ကပြည်သက်တွေကိုပြန်ပြီးတင်ဆက်ပြတာပါဆလဘီဒီတစ်ပတ်သတင်းတွေနေ့မနက်ပိုင်းမှာရှင်းပါမယ် UFC 315ပြိုင်ပွဲအကြောင်းကိုပြောပြခြင်းပါတယ်ဒီပြိုင်ပွဲကိုကနေဒါကိုတွားရောက်ပြီးရှင်းပါမှာပါထိတ်ဆုံးကောင်းပွဲအဖြစ်ဝေတာဝိတ်တန်းချန်ပီယံကပ်စိန်ခေါ်ပွဲကိုသတ်မှတ်ထားပြီးကိုမိန်ပွဲအဖြစ်တော့မြို့သမီဖလိုင်းဝေတန်းချန်ပီယံကပ်စိန်ခေါ်ပွဲကိုသတ်မှတ်ထားပါတယ်။ပြည်တယ်များခင်ဗျာ။ UFC ဝေဒါဝိတ်တန်းချန်ပီယံကပ်ဘက်စင်ကာပူနဲ့ပတ်သက်လို့တော့မြိတ်သက်တဲ့အကြီးအကျယ်ဆုံးတွဲဆိုင်ကဘီလာမူဟာမက်နဲ့ရော့ကမွန်နိုတို့တွဲဆိုင်ဖြစ်ပါတယ်။ promotion ဘက်ကအဲ့ဒီတွဲဆိုင်ကိုဖန်ပြီးပေးခဲ့သည့်တိုင်အောင်အကြောင်းမျိုးမျိုးကြောင့်အခုချိန်ထိတော့အကောင့်ထဲပေါ်လာခြင်းမရှိသေးပါဘူး။ဒါကကြောင်ရတွေကိုပြန်ပြီးတူးဆွာရမယ်ဆိုရင်မနေ့ကဒီဇင်ဘာလတုန်းကကျင်းပခဲ့တဲ့ UFC 310ပြိုင်ပွဲမှာဘီလာမူဟာမက်နဲ့ရော့ကမွန်နော့တို့ကို promotion ဘက်ကအရင်ဆုံးပွဲတဲပေးခဲ့တာပါ ဒီချင်းကဗီလာမူအမက်ကခြေရောက်တန်ရာပြဿနာရရှိသွားတဲ့အတွက်တိမ်ပွဲကနေနှုတ်ထွက်လိုက်ရပါတယ်။ရော့ကမွန်နော့ဖ်ကိုရိုင်းလည်းအနိကရောက်မှလူစားဝင်လာတဲ့အီယန်ဂယ်ရီနဲ့ပဲပြောင်းလဲထိုးသက်လိုက်ရပါတယ်။အရင်နောက် UFC ဟာ UFC 315ပြိုင်ပွဲမှာဗီလာမူအမက်နဲ့ရော့ကမွန်နော့ဖ်တို့ကိုနောက်တစ်ချိန်ပြန်ပြီးပွဲတည်ပေးပါတယ်။ဒီချိန်မှာတော့တန်ရာပြဿနာကြောင့်နှုတ်ထွက်လိုက်ရသူကရော့ကမွန်နော့ဖ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ promotion ဘက်ကရေဆိုင်ပြောင်းလဲတွေပြုလုပ်ပြီးပြန်လဲဖြည့်ရှင်းကြရပြန်တာပါမူလာက Jack Meralina ဟာလန်ဒန်မှာကျင်းပခဲ့တဲ့ UFC Fight Night ပြိုင်ပွဲရဲ့ကံမွဲအဖြစ် Leon Edwards နဲ့ထိုးသက်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ Romano ကနှုတ်ထွက်လာချိန်မှာတော့ Jack Meralina ဟာ Bilal Muhammad နဲ့ပြောင်းလဲထိုးသက်ဖို့စီစဉ်ခံခဲ့ရပါတယ်။ Leon Edwards ကတော့ Jack Della Meralina ရဲ့နေရာကိုအစားထိုးဝင်လာတဲ့ Sean Brady နဲ့ပြောင်းလဲပွဲဖြစ်ခဲ့ရတာပါ။ အဲ့လိုပုံစံမျိုးနဲ့ UFC ဝေဒါဝိတ်တန်အပြောင်းလဲတွေကဇက်တိုက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ထိတ်ဆုံးကောင်းမွဲအကြောင်းပြောရရင်ချန်ပီယံဘီလာမူဟာမက်ကလက်ရှိမှာ UFC ရှုံးမွဲလုံးဝမရှိသေးတဲ့စံချိန်မှတ်တမ်းကိုဆက်တပွဲအထိဆွဲဆန့်ပြထားပါတယ်။ဂျွန်ဂျိုအစ္စလာမ်မာကာရှေမာရက်ဒီပါလစ်ဘလီတို့ပြီးရင်ပရိုမိုးရှင်းတစ်ခုလုံးမှာရှုံးမွဲမရှိစံချိန်မှတ်တမ်းကိုစတုထအမြောက်အများဆုံးဆွဲဆန့်ထားတဲ့ဖိုက်တာဖြစ်ပါတယ်။ ဒီပွဲကသူ့ရဲ့ UFC ဝေသာဝိတ်ချန်ပီယံဘွားပထမဆုံးချန်ပီယံကပတ်ကာကွယ်ပွဲလည်းဖြစ်နေပါတယ်ပြန်ပဲ Jet Meralina ကတော့ UFC ကောင်းစင်အောက်မှာစုစုပေါင်း9ပွဲ ထိုးသက်ထားပြီးပါပြီ။သူကအဲ့ဒီ9ပွဲစလုံးကိုအနိုင်ရထားသူပါ။ UFC ပြင်ပကစွမ်းဆောင်ရည်တွေကိုပါထက်တွက်မယ်ဆိုရင်သူကနောက်ဆုံးထိုးခဲ့တဲ့16ပွဲစက်တိုင်းလုံးဝရှုံ့မွဲမရှိလုံးဝပွဲပြတ်တာမျိုးမရှိ16ပွဲစလုံးကိုစက်တိုင်းအနိုင်ယူထားပါတယ်။ သူနောက်ဆုံးရှုံးနိမ့်ခဲ့တဲ့ပွဲက2016ခုနှစ်ကဖြစ်ပါတယ်။ဒါကြောင့်မို့သူကရှုံးပွဲမရှိမှတ်တမ်းကိုထိန်းထားလာတာဆယ်စုနှစ်နီးပါးတစ်ခုတောင်ရှိလာပြီလို့ပြောနိုင်ပါတယ်။ခုတော့ဘီလာမူအမက်ရဲ့ချန်ပီယံဘက်ကိုစိန်ခေါ်ဖို့အချိန်ကြာလာပါပြီ။သူရဲ့ UFC fighter ဘောကဖြတ်သန်းမှုတွေကိုကြည့်လိုက်မယ်ဆိုရင် Kevin Holland, Gilbert Burns တို့လို fighter မျိုးတွေကိုအနိုင်ယူထားတာတွေ့ရပါတယ်။ အဲ့ဒီစွမ်းဆောင်ရီကဘီလာမူအမက်ရဲ့ချန်ပီယံတကားကိုသွားပြီးခေါက်ဖို့ထိုက်တန်မှုရှိပြီလားဆိုတာတနင်္ဂနွေနေ့မနက်ပိုင်းမှာစောင့်ကြည့်ရတော့မှဖြစ်ပါတယ်ဆလဘီ UFC 350ပြိုင်ပွဲကအကြောင်းအရာတွေကိုပဲထပ်ပြီးပြောပြခြင်းနေပါတယ်။ဒီပြိုင်ပွဲမှာ Bucket Fighter ဖြစ်ရှိနေပေမဲ့ Ian Gary ကလက်ရှိမှာတော့ပြိုင်ပွဲချင်းပါမဲ့ကနေဒါကိုရောက်ရှိနေပါပြီ။ Media Interview တွေကိုလည်းလက်ခံဆောင်ရွက်လျက်ရှိပါတယ်။ promotion ဘက်ကသူ့ကိုလိုအပ်မလားမလိုအပ်ဘူးလားဆိုတာဝိတ်ချိန်နဲ့အစီအစဉ်မှာစောင့်ကြည့်သွားရတော့မှာပါ။ဒါအပြင်အနိကရောက်မှလွဲဆိုင်အပြောင်းလဲတစ်ခုထပ်ပြီးဖြစ်ပြန်သေးပါတယ်။အဲ့ဒီတွဲဆိုင်ကပြင်းသစ်ဖိုက်တာကြီးဗန်ဝါစိတ်ဒနစ်နဲ့စပိန်ဖိုက်တာဂျိုရဲအေဗာရက်စ်တို့ပွဲမှာပါစပိန်ဖိုက်တာဂျိုရဲအေဗာရက်စ်ကဒဏ်ရာပြဿနာရရှိသွားလို့အနိကရောက်မှနှုတ်ထွက်လိုက်ရပါတယ် ။ promotion ဘက်ကတော့အဲ့ဒီနေရာကို Canada Fighter Kindly People လက်နဲ့အစားထိုးလိုက်ပါတယ်။ဒီ fighter ဟာ UFC မှာစုစုပေါင်း2ပွဲပဲထိုးသက်ထားရသေးတာပါ။အဲ့ဒီ2ပွဲစလုံးမှာလည်းလုံးဝနိုင်ပွဲမရဘဲ2ပွဲစလုံးရှုံးနိမ့်ထားတာဖြစ်ပါတယ်။ဒါတော့ကနေဒါမှာကျင်းပတဲ့ပြိုင်ပွဲမျိုးဖြစ်လို့ Asian Fighter ကိုပဲဦးစားပေးဖန်တီးပေးလိုက်တယ်လို့ပဲဆိုကြည့်ကြပါတယ်။ Usman's like I was the champ too. I said like, yeah but you're not the champ anymore. And then he he just couldn't let it go. He's like နောက်ထပ်ပြောပြခြင်းတဲ့အကြောင်းအရာကကမာရူဥစမန်နဲ့ဗီလာမူအမက်တို့ရန်ဖြစ်နေတဲ့ကိစ္စဖြစ်ပါတယ်။ဒီဖိုက်တာနှစ်ယောက်ဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်းကမှပေါက်ကက်အတူတူလှုပ်ဆောင်ခဲ့တာပါ။အဲ့ဒီလိုလှုပ်ဆောင်တဲ့နေရာမှာအပြန်အလှန်စကားတွေများကြလို့ဘေးကနေဝိုင်းပြီးဖြန့်ပစ်ခဲ့ရတယ်လို့ဆိုပါတယ်။အခုတော့ကမာရူဥစမန်ကတကယ်လို့များကနေဒါမှာသူနဲ့ဘီလာမူအမက်တို့မျက်နှာချင်းဆိုင်တွေ့ကြမယ်ဆိုရင်လုံခြုံရေးတွေတိုးမြင့်ထားဖို့လိုလိမ့်မယ်ဆိုပြီး3 base ကပြောလိုက်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ပီလာမူအာမက်ပြောခဲ့တဲ့အကြောင်းအရာတွေကလုံးဝလက်ခံနိုင်ကြမရှိဘူးဆိုပြီးသူကထုတ်ပြောလျက်ရှိပါတယ်တချိန်ထဲမှာဘီလာမူဟာမက်ဘက်ကလည်းသူနဲ့ကမာရူဥစမန်တို့အချင်းများခဲ့တယ်ဆိုတဲ့အကြောင်းကိုတည်ပြပါတယ်။ချန်ပီယံကိစ္စအငင်းခုံတွေဖြစ်ရင်းကနေစပီးစကားများခဲ့တာလို့ဆိုပါတယ်။ကမာရူဟာဝဲသာဝိတ်တက်မှအချင်းတွေအကြကြီးစိုးမိုးခဲ့တဲ့ချန်ပီယံဟောင်းဖြစ်ပါတယ်။ဘီလာမူဟာမက်ကတော့လက်ရှိချန်ပီယံမှာ အဲ့ဒီမှာကာမာရူဥစ်မန်ကမင်းလက်ရှိချန်ပီယံဖြစ်ပေမဲ့ငါ့လိုအစမျိုးမဟုတ်သေးဘူးဆိုတဲ့စကားမျိုးနဲ့စတင်ခဲ့ကြတာလို့ဆိုပါရယ်ဒီဖိုက်တာနှစ်ယောက်အကြကတင်းမာမှုတွေကလည်းဘလောက်ထိဒီဂရီတွေမြင့်တက်လာအောင်မလဲဆိုတာဆက်ပြီးစောင့်ကြည့်ဖို့လိုအပ်မယ်ထင်ပါရယ်ဒီတစ်ပတ်ဒူဘိုင်းမှာကျင်းပခဲ့တဲ့ Karate Combat 54ပြိုင်ပွဲမှာကျွန်တော်တို့ပြည်သက်တွေနဲ့ယင်းနှီးထားတဲ့ Fighter တော်တော်များများဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါတယ်။ အွန်လိုင်းဆိုင်ရဲ့ striking နေပြကြီး Tyrone Spoon ကထိတ်ဆုံးကောင်းပွဲအဖြစ် heavyweight champion ကပ်စိန်ခေါ်ပွဲထိုးသက်ခဲ့တာပါအဲဒီနောက် Joshua Ban နဲ့အပြန်အလှန်ချင်းများခဲ့ဘူးတဲ့ Moka ရဲ့ one champion ရှစ်က fighter hound တွေဖြစ်တဲ့ Kamian Abaso, Sagi Igaza, Kamayev နဲ့လက်ရှိ UFC lightweight တန်းက fighter Saru Krano နဲ့ဝင်ရောက်ကစားခဲ့နေပါတယ် Saru Kran ဟာအဲ့ဒီပြိုင်ပွဲမှာ grappling ဘွဲ့ဝင်ရောက်ကစားခဲ့တာဖြစ်ပြီးပြိုင်ပွဲဖြစ်သူကိုလည်းအနိုင်ရအောင်စွမ်းဆောင်ပြခဲ့ပါဗျာ။ အဲ့ဒီပွဲပြီးမှာတော့သူကသတင်းသမားတွေနဲ့တွေ့ဆုံပြီးမီဒီယာအင်တာဗျူးလှုပ်ဆောင်ခဲ့ပါတယ်။အဲ့လိုလှုပ်ဆောင်တဲ့နေရာမှာ UFC ကသူ့ကိုဂမ်ရော့နဲ့တာကန်လန်းငဲတဲ့အကြောင်းထုတ်ဖော်ပြောဆိုခဲ့တာပါ။သူ့ဘက်ကလည်းဂမ်ရော့လိုဖိုက်တာမျိုးနဲ့ကန်လန်းတဲ့အတွက်ပွဲလက်ခံခြင်းမရှိဘဲညှဉ်းဆန်ခဲ့တဲ့အကြောင်းကိုတီးပြူလိုက်ပါတယ်။ဒီခင်းကျင်းကိုကြည့်ရင် UFC ရဲ့သဘောထားတချို့ကိုဆွဲထုတ်ပြခြင်းလို့စကားပလင်ခံတာပါ။ဆာရူခရန်ဟာအစ္စလာမ်မာကာရှက်နဲ့ပွဲထိုးဖို့အရန်ကိုနှိစက်ခဲ့ပါတယ်။ သို့တော့တန်ရာပြည်တနာအကြောင်းပြချက်နဲ့နှုတ်ထွက်သွားလို့အဲ့ဒီနေရာကိုဝိုင်ကာနိုကအစားထုတ်ဝင်ရောက်ထိုးသက်ခဲ့တာပါဒီနေ့ထားမှာ UFC ကဆာရူခရန်ကိုအတော်ကြီးဒေါသထွက်ပုံရပါတယ်ဘပလက်အပြင် ထုတ်ပြောတာမျိုးလုံးဝမရှိပါဘူးလို့တော့ဒီပွဲကန်လန်းတဲ့အနေထားကိုကြည့်ရင် UFC ဘက်ကဆာရူခရန်ကိုဘယ်လောက်ထိဒေါသထွက်နေလဲဆိုတာသိတာနေပါတယ်ဆာရူခရန်အနေနဲ့လည်းရရှိလာတဲ့အခွင့်အရေးကိုမိမိရရဆုပ်ကိုင်နိုင်ခြင်းမရှိလို့အခုလိုပုံစံမျိုးတွေဖြစ်လာတာပါ ။တနည်းပြောရရင် promotion တွေကအခွင့်အရေးပေးတော့ရအောင် စုပ်ကန်ရတာဖြစ်ပြီးနောက်ထပ်အခွင့်အရေးထပ်ပြီးဖန်တီးပေးမယ်လို့အာမခံချက်မရှိတဲ့အကြောင်းကိုဒီဖြစ်ပျက်ကတာရကတစ်ခုဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ရဲ့ matcher ပြည်သက်တွေကိုဘ ഹു တုတရစေခြင်းလို့အခင်းချင်းတွေကဒီလိုဆိုရင်ဒီလိုပုံစံမျိုးတွေရှိသွားနိုင်တဲ့ဆိုတာဆွဲထုတ်တင်ပြတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ One Championship ကအမေရိကစီးကွက်နဲ့ပတ်သက်လို့ခြေလှမ်းတွေနောက်ဆုတ်လာတဲ့ဆိုတဲ့သုံးသက်ချက်တစ်ခုကိုဆွဲထုတ်တင်ပြခြင်းပါတယ်။ ဇော်ပိုင်မာဂရက်က1ချမ်ပီယံရှစ်ဟာ1ဖိုင်နယ်ပြိုင်ပွဲတွေဆိုရင်သိပ်ပြီးအမထုတ်တော့ဘူးဆိုတာကျွန်တော်ကအရေးမွဲလေးထုတ်ပြောခဲ့ပါတယ်။အခုတော့တိတိတသားကြီးကိုဖြစ်လာခဲ့ပါပြီ။မနေ့ကတုန်းကဆိုရင်သူတို့ဟာ1ဖိုင်နဲ့ပြိုင်ပွဲတွေမှာချန်ပီယံကပတ်စင်ကာပူတွေမပပအောင်ချန်ပီယံကပတ်တွေကိုအတင်းပြီးဖန်နီးစီစဉ်ခဲ့တာပါ။ဒါပြင်အမေရိကအတွက်ရည်ရွယ်တဲ့ပြိုင်ပွဲမျိုးဖြစ်လို့ MMA တွဲဆိုင်တွေကိုအပြုတ်ပွဲထုတ်ခဲ့ပါတယ်။ အခု2025ခုနှစ်ကိုပြောင်းလဲလာချိန်မှာတော့အဲ့ဒီခင်းချင်းတွေကလုံးဝပြောင်းမြန်ဖြစ်လာပါပြီ one fine night ပြိုင်ပွဲတွေမှာချန်ပီယံကပ်စင်ခေါ်ပွဲတွေတောင်းတိတ်ပြီးပါဝင်လာတာမရှိပါဘူးဒါအပြင်ရခိုင်ကအားပြုခဲ့တဲ့ MMA တွဲဆိုင်တွေလည်းအတော်ကြီးကိုအရေးအတွက်နေကြာဆင်းလာပါပြီဒီလိုအကြောင်းအရာတွေကြောင့် one championship ကအမေရိကစစ်ကွက်အတွက်ခြေလှမ်းတွေနောက်ဆုံးနေတဲ့ဆိုပြီးကျွန်တော်ကဆွဲထုတ်သုံးသက်ကြည့်တာဖြစ်ပါတယ် ပြီးခဲ့တဲ့အပတ်ကကျင်းပခဲ့တဲ့1 Fight Night 31ပြိုင်ပွဲမှာဆိုရင်စူပေါင်းတွဲဆိုင်က9တွဲဆိုင်ပဲပါဝင်ခဲ့တာပါထိပ်ဆုံးကောင်းပွဲဆိုရင်ကွန်ထော့ရာဒီနဲ့နွန်အိုတို့ရဲ့ရိုးရိုးမွေထိုင်ပွဲဖြစ်ပါတယ်။ချန်ပီယံကပ်စိန်ခေါ်ပွဲမျိုးတောင်မဟုတ်ပါဘူး။လာမယ့်မေလာထဲမှာကျင်းပမယ့်1 Fight Night 32ပြိုင်ပွဲဆိုရင်လည်းအလားတူပုံစံမျိုးပဲဖြစ်နေပါတယ်။ထိပ်ဆုံးကောင်းပွဲက Nafcore နဲ့ Jaws Suyain တို့ပွဲဖြစ်နေပြန်ပါတယ်။ရိုးရိုးမွေထိုင်ပွဲပါပဲ။ ဒီနှစ်ချက်ကိုကြည့်ရင်မဲ one championship က one fight night ပြိုင်ပွဲတွေကိုသိပ်ပြီးအမထားတော့ဘူးဆိုတာထက်ပြီးသိတာနေပါပြီထင်ရှားဆုံးအချက်ကတော့ဒမ်မမကျင်းပဖို့စီစဉ်ခဲ့တဲ့173ပြိုင်ပွဲကို2026ခုနှစ်ဇွန်လအထိရွှေ့ဆိုင်းလိုက်တာပါဒါဆိုရင် one championship ဟာဒီနှစ်ထဲမှာအမေရိကထိသွားပြီးပြိုင်ပွဲချင်းပဖို့အစီအစဉ်မရှိသလိုအမေရိကဈေးကွက်အတွက်ရည်ရွယ်ထားတဲ့ပြိုင်ပွဲတွေမှာလည်းအတော်ကြီးတွဲဆိုင် quality တွေရှော့ချနေတယ်ဆိုတာသိတာပါတဲ့ အလို့တော့အကြောင်းရင်းတွေကြောင့်ဝမ်ချင်မြင်ရှင်းဟာအမေရိကဆေးကွက်နဲ့ပတ်သက်လာရင်တကယ်ပဲနောက်ဆုတ်လိုက်ပြီလားတချို့ပြည်သက်တွေပြောဆိုနေကြသလိုဖန်နာရေးအချက်တက်တစ်ခုတွင်နောက်တစ်ချိန်ကြာရောက်နေပြီလားဆိုတာတနည်းအားဖြစ်ဖို့ကောင်းနေပါပြီထပ်ပြီးပြောချင်တာတစ်ခုကဒီအချက်တက်ဒီအပြောင်းလဲကကျွန်တော်တို့မြန်မာဖိုက်တာတွေအပေါ်ဘယ်လိုပုံစံမျိုးနဲ့တက်ရောက်မှုရှိမလဲဆိုတာပါကျွန်တော်ကတော့အကောင်းမြင်သမားမှုအကောင်းဘက်ကနေဆွဲထုတ်ပြကြည့်ခြင်းပါတယ် လက်ရှိမေလအတွင်းမှာမျက်နှာသစ် Fighter စိန်လုံးကျော်ကိုခေါ်ပြီးခွင့်ရပေးထားခဲ့ပြီးပါပြီ။သူကနောက်ပွဲထပ်မံကန်လန်းထားတဲ့ဆိုတဲ့အကြောင်းကိုလည်းရှေ့ပိုင်းမှာကျွန်တော်ပြောပြခဲ့ပါတယ်။ဒီတစ်ပတ်မှာ Bronica ထပ်ပြီးထိုးရအောင်ပါ။ကျွန်တော်ကြားမိတဲ့သတင်းတွေအရတော့ရှေ့လာမဲ့ပွဲစဉ်တွေမှာလည်းမြန်မာ Fighter တွေရဲ့တွဲဆိုင်တွေပါဝင်ထားတယ်လို့သိရပါတယ်။ဒါကြောင့်မို့မေလာထဲမှာမြန်မာဖိုက်တာတော်တော်များများပွဲထွက်ခွင့်ရတယ်လို့ဆိုနိုင်ပါတယ်။ ဝမ်ချမ်ပီယံရှစ်ရဲ့ပြောင်းလဲတွေကမြန်မာဖိုက်တာတွေအပေါ်မှာတော့တည်ရမှုတစုံတရာရှိမယ်လို့မပြောကျင်သေးပါဘူး။ဒါကလက်ရှိအခင်းကျင်းရာကျွန်တော်ဖိုက်တာတွေဇက်တိုက်ခွင့်ရရနေတဲ့အနေအထားမျိုးမရှိသေးဘူးလို့ပဲကျွန်တော်ကဆိုကြည့်ကျင်းတာပါဆက်ပြီးဘလို့အခင်းကျင်းတွေနဲ့ပြောင်းလဲတွေဖြစ်လာမလဲဆိုတာစောင့်ကြည့်ဖို့လိုမယ်ထင်ပါတယ်နောက်ဆုံးအနေနဲ့တော့မင်းမချော့ဖိုက်တာဟီရာတာကမကြခင်ပွဲပြန်ထိုးတော့မယ့်အကြောင်းပြည်သက်တွေကိုအသိပေးလိုက်ပါပြီ ယူရတာရဲ့ပြည်သက်တွေအနေနဲ့သူမရဲ့ပွဲစဉ်ကို မကြခင်ခြားပြလာပွဲ ရှိတယ်လို့မျှော်လင့်ထားလို့ရနေပြီဖြစ်ပါတယ်လာမယ့်နေ့ဒီမှာလဲ MMA လောကကအကြောင်းအရာတွေ Fighting လောကကသတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ Channel ကို Notification ယူထားချပါအောင်ခင်ဗျာ